ဟုတ်ကဲ့အလုံးမင်္ဂလာပါပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့တွေဒီပညာသင်တဲ့အချိန်မှာပေါ့ဗျာကိုယ့်ရဲ့နာမည်တလုံးရဖို့အတွက်ပေါ့နော်ဘယ်လိုမျိုးဆောင်ရွက်သင့်လဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာပေါ့နော်ကျွန်တော်ရဲ့ experience အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ရဲ့အကြောင်းကိုပဲကျွန်တော်ပြပြပါမယ်ကျွန်တော်ရဲ့နိုင်မင်းဆိုရဲပေါ့နော်နာမည်ရလာဖို့အတွက်ကျွန်တော်ပညာသင်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ရဲ့ဆရာမရှိရဲပေါ့ဗျာ ကျွန်တော်ကကျွန်တော်ရဲ့ဆရာမရဲ့လုပ်ငန်းတွေကိုဆောင်ရွက်ပေးရတာပေါ့နော်ဒီတော့ရုံးကိုသွားလို့ရှိရင်ပေါ့နော်ဒါဟိုကျွန်တော်ကနိုင်မင်းကျွန်တော်အနေနဲ့ရေရှင်းပေါ့နော်ကျွန်တော်ရဲ့ရေရှင်းကိုကျွန်တော်ကိုယ်တိုင်ယုံမိမဲ့ကျွန်တော်ကိုယ်တိုင်သိပြီမဲ့ပေါ့နော်ကျွန်တော်ရဲ့နာမည်ကိုဘယ်တော့မှကျွန်တော်ထုတ်မသုံးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဆရာမနာမည်နဲ့ပဲကျွန်တော်လုပ်တာဖြစ်တယ်ဘာလို့လဲဆိုတော့ကိုကကိုဆရာမရဲ့အောင်မလုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဘယ်ဘဲတော့တော့ကျွန်တော်နိုင်မင်းမှာဆိုတဲ့စကားနဲ့ကျွန်တော်မင်းမဆက်ဘူးပေါ့နော်ကျွန်တော်ဆရာမနာမည်နဲ့ဟုတ်တယ် ကျွန်တော်ဆီအမရေးပေါ့နော်မောင်လေးတောင်မို့တပည့်ပေါ့ဗျာဒီလိုမျိုးနဲ့ကျွန်တော်လုပ်ငန်းတွေလှုပ်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနာမည်တခုရဖို့ဆိုတာကိုစေရရဲ့နာမည်ကိုနော်သုံးပြီးမှကိုကကိုရဲ့နာမည်ကိုတဖြည်းဖြည်းရလာမှာဖြစ်တယ်ဘာကြောင့်ဒီစကားပြောလဲဆိုရင်ပေါ့နော်ကျွန်တော်ရဲ့နောက်မှာနော်ညီမလေးတယောက်လိုက်ဖူးတယ်ပေါ့နော်တပည့်ဆိုပြီးတော့ကျွန်တော်မသုံးချင်ဘူးဗျာအဲ့တော့ကျွန်တော်ရဲ့ဒီ junior ဆိုပါတော့ဗျာကျွန်တော်က senior သူထက် senior ကြားတယ်ဆိုတော့သူက junior ပေါ့နော် ဂျူနီယာညီမလေးတယောက်လိုက်ဖူးတယ်ပေါ့ဗျာလိုက်ဖူးတော့အဲ့မှာဘာဖြစ်လဲဆိုတော့တရက်မှာကျွန်တော်လုပ်ငန်းလေးကျွန်တော်ဖိုင်းလိုက်တာပေါ့နော်ကျွန်တော်ဒီရုံပိုင်းဆိုင်ရာအကူအညီတယောက်နဲ့ကျွန်တော်ကခင်တာ6နှစ်9နှစ်လောက်ရှိပြီပေါ့ဗျာဒီတော့အဲဒီ server ဆက်လမ်းပိုင်းလေးစစ်ဆေးရမှာသူ့ရဲ့အပိုင်းဆိုတော့ပေါ့နော်ညီမလေးအခုနာမည်ပြောလိုက်ရင်တော့အဲ့ဒီကူကလုတ်ပေးလိမ့်မယ်ဆိုပြီးတော့မှမလိုက်တာအဲ့တော့မလိုက်တော့ကျွန်တော်မာဒီလိုမျိုးပေါ့နော်မလုတ်ခဲ့ဘူးပေါ့မလုတ်ခဲ့ပြန်နဲ့အဲ့ညီမလေးကပြန်လာတော့ လုပ်ငန်းကမအောင်မြင်ခဲ့ဘူးပေါ့နော်မအောင်မြင်ခဲ့တော့သူမေးလိုက်တော့ဆရာပြောသလိုပြောခဲ့လားအကိုပြောသလိုပြောခဲ့လားဆိုပြီးမေးတော့အကိုနဲ့မေပြောတယ်တဲ့အဲ့ဒီအကိုကြီးကပေါ့နော်မသိဘူးလို့ပြောတယ်တဲ့ကဲအဲ့တော့အဲ့လိုမျိုးပထမဆုံးပြောတယ်ပေါ့ဗျာပြောတော့ဒါကူကတော့ကဲဟုတ်ပြီသူ့တို့အပြစ်မမျိုးအေးဟုတ်ပြီဟုတ်ပြီညီမလေးပေါ့နော်ဒီလောက်ပဲပြောလိုက်တယ်နောက်ရကြတော့ကိုကအဲ့ဒီနော်ရုံကအကိုကြီးနဲ့သွားတွေ့တယ်သွားတွေ့တော့အကိုဟုတ်လားမနေ့ကကျွန်တော်ညီမလေးတယောက်လာသေးတယ်ပေါ့နော်ဘလို့ဝမ်းဆက်ဘလို့ပုံစံနဲ့ပေါ့နော် ဟိုလာဟာညီလေးတဲ့မင်းနာမည်ပြောလိုက်လို့ရှိရင်ငါမလုပ်ပေးစရာဘာအကြောင်းရှိလို့လဲတဲ့မင်းနဲ့ငါနေရခင်လာတာအခုမှလည်းမဟုတ်ဘူးတဲ့6နှစ်9နှစ်လောက်ရှိပြီပါညာပေါ့လေနော်အဲ့လိုမျိုးပြောတယ်အင်းဟုတ်ပါကိုကြီးရလို့အဲ့ဒါကျွန်တော်ကလည်းအဲတေချာပြောလိုက်ရတာနဲ့ပေါ့နော်သူကဒီလိုမျိုးကျွန်တော်နာမည်ပဲမပြောချင်လို့လားဘာလားမသိပါဘူးလို့အဲအဲ့လိုမျိုးနဲ့ပြောခဲ့လိုက်တာပေါ့ဗျာအဲ့တော့ပြောချင်တာအဲ့လိုမျိုးပေါ့ကိုကဒီတယောက်ယောက်စီကနေပညာသင်နေဆိုရင်เนาะဒါတွေကိုကျွန်တော်က share ရမယ့်ကိစ္စမဟုတ်ဘူးပေါ့ဗျာ ကိုကပညာလိုချင်တဲ့သူဆိုရင်ကိုရဲ့နာမည်ရလာဖို့ဆိုတာပေါ့နော်ကိုကတပည့်နေရာနေလိုက်ရတဲ့ဆိုရင်ကိုဆရာရဲ့နာမည်ကိုပြောတင်တယ်ပေါ့နော်ပြောချင်တာကတချို့နေရာတွေမှာเนาะကျွန်တော်ဒီရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေကပို့ပြီးတော့မှအဲလူရွေးတယ်ပေါ့ဗျာရှင်းပြောရရင်เนาะကျွန်တော်တို့ဒီကျွန်တော်အခုဒီနိုင်မင်းဆိုတဲ့နာမည်ရလာဖို့ကျွန်တော်ပိတ်ဆက်ခဲ့တာတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ရဲ့အချိန်လေးကျွန်တော်ရဲ့ပညာတွေเนาะကျွန်တော်ရဲ့အတွေ့အကြုံတွေเนาะအများကြီးကျွန်တော်ပိတ်ဆက်ခဲ့ပြီးမှနိုင်မင်းဆိုတဲ့နာမည်တလုံးကျွန်တော်ရလာတာဖြစ်တယ်ပေါ့နော်အဲ့လိုပဲ ဒါကျွန်တော်ရဲ့ဒီနာမည်မရခဲ့မှာပေါ့နော်ကျွန်တော်ရဲ့ဆီယာမာရီရဲ့အာကူနဲ့ပဲပေါ့နော်ကျွန်တော်နာမည်ရလာတာဖြစ်တယ်အဲ့တော့ကျွန်တော်နိုင်မင်းဆိုပြီးတော့လူတွေကျွန်တော်ကိုမသိခင်မှာနော်ကျွန်တော်ကအလုပ်သွားလို့လို့ရှိရင်ကိုဆီယာမာရဲ့လုပ်တွေလိုရတာဖြစ်တယ်ဒီတော့ကျွန်တော်ကတော့ပေါ့နော်ဘယ်ဆီယာမာရဲ့မုံလေးပါနော်ဆီယာမာလုတ်လိုက်တာပါကိုဆီယာမာနာမည်ပဲကျွန်တော်တုံးပြီးတော့မှာပေါ့နော်လုပ်ငန်းနေလုပ်ခဲ့ရတာပြောချင်တာကကိုဆီယာမာအောက်မှာနေတော့ကိုဆီယာမာနာမည်ပဲတုံးတာပေါ့ဗျာပြောချင်တာအဲ့တော့ ိုဆီယမ်မှာအောက်ကနေကိုကထွက်လာပြီးကိုကကိုတကူတော့ရက်တိပြီးဆိုတဲ့အချိန်ကျမှကိုရဲ့နာမည်ပေါ့နော်ဒါနိုင်မင်းဆိုတာလူတွေကတိလာတာဖြစ်တယ်ပြောချင်တာကအဲ့လိုမျိုးပေါ့နော်ကိုကကိုရဲ့ရှေ့မှာဆရာရှိတယ်ဆိုရင်ကိုဆရာရဲ့နာမည်ကိုထုတ်ပြောဖို့ပေါ့နော်မရှက်ပါနဲ့မကြောက်ပါနဲ့ပေါ့ဗျာပြောချင်တာဒါလူတိုင်းကဒီလိုမျိုးအောက်ခြေကနေတက်လာတာဖြစ်တယ်ဘသူမှပေါ့နော်တန်းပြီးတော့တန်းပြီးလှုပ်ကြရဟာကျွန်တော်နိုင်မင်းပါနော်ဘာညာပေါ့နော်အဲ့လိုမျိုးမိတ်ဆက်ယုံနဲ့လေကိုယ်လူတွေကတိမောင်မဟုတ်ဘူးဗျာပြောချင်တာအဲ့တော့ အချိန်တန်ရင်ပေါ့နော်ကိုယ့်ရဲ့ဒီထိုက်တန်တဲ့ပိဆက်မှုတွေပေးပြီးမှပဲနာမည်တလုံးကရဖို့နော်လွယ်ကူတာဖြစ်တာပေါ့ပေါ့နော်ပြောချင်တာဟိုချက်ချင်းလင်ငင်ဘဲနေဘဲနေနေပေါ့နော်ချက်ချင်းလင်ငင်လုတ်ပြီးတော့မှကိုယ့်ရဲ့နာမည်တခုရဖို့ဆိုတာကိုမမျောလင်းစေချင်ဘူးပေါ့ဗျာပြောချင်တာအဲ့တော့ဒါဒီဗီဒီယိုလေးကိုနော်မိတ်ဆွေတို့နားထောင်ပြီးတော့ပေါ့နော်ကိုကလည်းကိုယ့်ရဲ့ဒီဆရာသမားတွေရှိတယ်ကိုဆရာသမားတွေဆရာနေပေါ့နော်ပညာသင်ယူရတဲ့သူတယောက်ဆိုရင်ပေါ့နော်ကျွန်တော်ပြောတယ်ဒီဒါကျွန်တော်ရဲ့ ပြည့်ရမှန်ဇလန်းလေးပေါ့နော်ပြည့်ရမှန်ကိုယ့်ရဲ့ experience အတွေ့အကြုံတွေကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်မိတ်ဆွေတို့ရဲ့ရှင်နှမ်းမှာတကူကူကြံခဲ့တယ်ဆိုရင်ကိုမမနော်မင်္ဂလာပြပါလို့ကျွန်တော် တောင်းဆိုပေးရသည်အားလုံးကိုကျေးဇူးတင်ပါတယ် see you next video bye bye